โอเคအားလုံးပဲမင်္ဂလာပါဗျာအာဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကမိတ်ဆွေတို့ကိုဒီအာဂိမ်းတွေကစားပြီးတော့ပတ်စံရတာမျိုးကြော်ရံကြည့်ပြီးပတ်စံရတာမျိုးအဲ့လိုမျိုးလောလောကိုကိုဟာတွေမဟုတ်မဟုတ်တော့ဘဲနဲ့ပေါ့နော်အာကိုကိုတိုင်းတစ်ခုခုကိုလှုပ်ပြီးတော့ပတ်စံရတဲ့ပုံစံမျိုးကျွန်တော်ပြောပြတော့မယ်အာတစ်ခုခုလှုပ်ပြီးတော့ဆိုတော့ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့ကဒီ application တွေကိုဖန်တီးနိုင်လားဆိုတော့မဖန်တီးနိုင်ဘူးဗျာအာ platform တွေလည်းမဖန်တီးနိုင်ဘူးတပည့်ရောအာအရေးချင်းတစ်ခုခုလည်းမရှိဘူးပေါ့ ဘာရည်ချင်းမှမရှိဘူးဆိုပါတော့ဗျာအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုလုပ်လို့ရလဲဆိုတော့အရည်ချင်းမရှိဘူးဆိုရင်တော့ကျွန်တော်တို့ဒီအာတူများဖန်တီးထားတဲ့ application တွေကိုတုံးတက်တယ်ပေါ့เนาะတုံးပြီးတော့ review လေးတွေပြန်ပေးနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပတ်ဆိုင်ရနိုင်တယ်ဒီ platform ကနေပြီးတော့ဘယ်လောက်ရနိုင်လဲဆိုတော့ဒါတို့ကကျတော့ projection ရှိတယ်လို့ပေါ့เนาะအလုပ်ရှင်ရှိတယ်လို့ပေါ့တူများတွေဖန်တီးထားတဲ့ platform တွေကိုကျွန်တော်တို့က ထိုင်ကလေးပြီးတော့ပြောရင်စမ်းတက်ပြီးတော့ဗောနော်အဆန်းအဆန်းတုံးကြည့်ရပါဗျာအဆန်းတုံးကြည့်အဆန်းတုံးကြည့်ပြီးရခါကြလို့ရှိရင်တို့ review ပြန်ပေးရတာဗောအာဒီ application ကတော့ဘယ်နာမှာဘလို့လို့နေပညာဗောနော်အဲ့လိုမျိုးပုံစံလေး review ပြန်လုပ်ပေးရတာဗောဗျာအဲအဲ့ဒီပုံစံမျိုး review လုပ်ပေးလို့ရတဲ့အာ platform တစ်ခုမိတ်ဆက်ပေးမယ် platform နာမည်ကကြတော့ utest ဗောနော်အာဒီလို utest ဆိုတာကကြတော့အာ ဆန်းဘယ်လိုပြောမလဲယူထက်မြန်မာလိုပြောလို့ရှိရင်ရောမင်းဆန်းကြီးပေါ့ဗျာအဲ့လိုမျိုးပုံစံမျိုးပေါ့နော် Okay ကျွန်တော်တို့ဒီ platform ကိုမိုက်မိုက်ဆိုတော့ဒီ Chrome browser မှာပေါ့နော်ဒီလိုယူထက်ဆိုပြီးတော့ရှာလိုက်ပါဒီ platform နာမည်နဲ့ရှာလိုက်တကယ်လို့ရှာမတွေ့ဘူးဆိုလို့ရှိရင်ကျွန်တော်ဟိုဟာဒီ description မှာ link ပေးထားမှာပေါ့ဗျာနော် ဟုတ်ကဲ့ကျွန်တော်တို့ဒီ platform ထဲကိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ join now ကိုနှိပ်လို့လည်းရရတယ်လို့အာကျွန်တော်တို့အောက်ကနေတွားပြီး guest tag ကိုနှိပ်လို့လည်းရတယ်ဒီလိုပေါ်လာလို့ရှိရင်တော့ဘာမှမဖြစ်ဘူးအာတို့က cookie တွေကိုလက်ခံမလားလို့ပြောတယ် cookie ဆိုတာကျွန်တော်တို့တည့်ရ cookie ကကြတော့စားလို့ရတာဗောနော်ဒါပေမဲ့ဒီ cookie ကကြတော့စားလို့ရတာမဟုတ်ဘူးတို့ကကြော်ညာလေးတွေကိုပြောတာอืมကြော်ညာအဲ့လိုမျိုးကြော်ညာကုတ်တွေပေါ့ဗျာအဲ့ဒါတွေတို့ကကြော်ညာတင်ချင်တယ်ဗောအဲ့လိုမျိုးလက်ခံနိုင်မလားဆိုတာမေးတာကျွန်တော်တို့ကလက်ခံတယ်လို့ပြောပြလိုက်ဗောနော် ဒါ cookie ဆိုတာတော့ platform တွေမှာအမျိုးပါတယ်ဗောနော်မပါလို့လည်းမဖြစ်ပါဘူး okay အဲ့တော့ကျွန်တော်တို့ဩဒါကအတစ်ဖြစ်သွားပြီဆိုတော့အောက်ဆုံးမှာ guest status ဆိုတာမရှိဘူးဆိုတော့ကျွန်တော်တို့ဒီကနေပဲ drop နိုင်မယ် join now ကိုနှိပ်လိုက်ရတယ် login ကိုနှိပ်လိုက်ရတယ်ကျွန်တော်တို့ join now ကိုနှိပ်လိုက်မယ် join now ကိုနှိပ်လိုက်တယ်ဆိုရင်ဒီမှာကျွန်တော်တို့ရဲ့ first name ကိုထည့်ပေးရမှာဗောနော်ကျွန်တော်ကထည့်ပေးလိုက်တယ်ရောဝင်နိုင်ဆိုအရင်ကလုတ်ထားပြီးသားဟိုရှိလို့ဗောနော်ပြီးရွှေရှင် user name ကျွန်တော်ထည့်လိုက်တယ်ဟာမရဘူးမရဘူး အဲ့တော့ကျွန်တော်ကိုယ့်အကူပဲထွက်တော့ထပ်ထည့်လိုက်မယ်เนาะအာယောကျွန်တော် email တစ်ခုထည့်လိုက်မယ်เนาะပြီးလို့ရှိရင်ဒီမှာဆိုတော့ကျွန်တော်တို့ရမွေးနေ့ပေါ့เนาะကျွန်တော်တို့ကြိုက်တာထည့်လို့ရပါတယ်ကျွန်တော်ဘယ်နှခုနှစ်ပဲထည့်တဲ့အဆင်ပြေလို့ဒါထည့်လိုက်ပါကျွန်တော်လည်းကြုံရချမှန်းထည့်လိုက်တော့ဗောနော် Okay ပြီးတော့ဆိုတော့ဒါတော့တူပါတာတူတစ်ခါလည်းဖြည့်သွားပြီอ่ะเนาะတကယ်လို့မိတ်ဆွေတို့မှာကိုယ့်ဟာတူအတူမဖြည့်သွားပေးဆိုလို့ရှင်လေအာကိုယ့်ပါတာကိုကိုကေးကနေရှာပြီးတော့ဖြည့်ရတော့ဗောနော်โอเคတကယ်လို့မိတ်ဆွေတို့ကိုဒါမျိုးပေါ့နော်သူကအာမပြဟိုအော်တိုမဖြည့်ပေးဆိုလို့ရှင်ကိုပါကိုရှာပြီးတော့ထည့်လိုက်ပေါ့နော်ဒီမှာ city ဆိုလို့ရှင်လည်းဒီမှာ city ကိုကဲမှာတွက်ရှာလိုက်လို့ရတယ်ဒါ zip code မတည်ဘူးဆိုရင် zip code တွက်ရှာလို့ရတယ် country မတည့်ရတော့မဖြစ်နိုင်ပါဘူးเนาะတောင်မြန်မာမြောက်မြန်မာတို့ပေါ့နော် okay အဲ့တော့ကျွန်တော်ထည့်ပြီးရပါဘောနော်ထည့်ပြီးရဆိုတော့ရှင်ဒီမှာ next ဟိုနေလိုက် next device ဆိုတော့ကျွန်တော်တို့ကဒီ device ပေါ့နော်ကျွန်တော်တို့ကဘယ်လို device ပြောနေစမ်းတက်ပါလဲတို့ရဲ့ platform တွေတို့ရဲ့ application တွေဘယ်လို test လုပ်ပေးပါလဲဆိုတော့ကျွန်တော်တို့ကဒီမှာရွေးချယ်ပေးရမှာเนาะဒီမှာတော့ကျွန်တော်အရင်ကဝေရေးထားတာ ရေးထားတာ window ပေါ့เนาะကျွန်တော်ကဒီ window ကိုတုံးပြီးတော့ window os ကိုတုံးပြီးတော့အာ test လုပ်မယ်ဆိုမှကျွန်တော်ရေးထားတယ်နောက်ပြတ်ဒီမှာ version version ကိုလည်းမိတ်ဆွေတို့ကြိုက်တယ်လို့ရေးရွေးလို့ရတယ်မိတ်ဆွေတို့ရဲ့ version က window version ကဘယ်လောက်လဲပေါ့เนาะဒီမှာအာ window 10လားဒါပေမဲ့ window 10ကတော့အခုကတော့ support မပေးတော့ဘူးပေါ့เนาะဒီအာ microsoft company က window 10ကို ဟိုကမပေးတော့ဘူးဟိုလွန်ခဲ့တဲ့တရက်နှစ်ရက်လောက်ကမှအဲ့လိုမျိုးတင်းတွေထွက်သွားပါဘောနော်မပေးတော့ဆိုအဲ့တော့ကျွန်တော် Windows 11ကိုရွေးပေးပါဘောနော်ဒါကတော့မိတ်ဆွေတို့လက်ရှိ Windows 10တုံးနေသေးရယ်ဆိုတော့ Windows 10ကိုပဲထားပါဗျာအဲ့ပြီ language language ကတော့ကျွန်တော်တို့ OS language ဆိုတာကျွန်တော်တို့ရဲ့ဒီ operation system မှာတုံးထားတဲ့ဘာသာစကားကဘယ်ဘာသာစကားလဲဆိုတာတို့ပြောတာကျွန်တော်တို့က America ဆို America ပေါ့เนาะ Chinese ဆို Chinese ပေါ့ဒါကတော့ကြိုက်တယ်လို့ရေးလိုက်ပါဘာမှဖြစ်ပါဘူး ဘာဖြစ်ဘူးဆိုမဲ့ကိုယ့်ရဲ့ operation system မှာတုံးထားတဲ့ဘာသာစကားကိုထည့်တာတော့ကောင်းဆုံးပဲเนาะအဲ့တော့ English ကိုထည့်ရဖို့ကောင်းမယ်လို့ကျွန်တော်ထင်တာပေါ့နော်အဲ့ကျွန်တော် English ထည့်လိုက်တယ်မှာ English ပေါ့နော်ဟမ်ဆိုတော့ဗျာဒီမှာကျွန်တော်တို့က နောက်တစ်ခုကကြတော့ mobile device ကျွန်တော်တို့ဖုန်းပေါ့နော်ဖုန်းမှာလည်းဆန်တက်ခြင်းဆန်တက်လို့ရတာဖြစ်တော့တော်ကြောင့်မလို့ဖုန်းကိုလည်းကျွန်တော်ရွေးပေးလို့ရပါတယ်။အာဖုန်းတစ်မိုက်ဆိုတော့ဖုန်းကိုရွေးပေါ့နော်။အာ okay ကျွန်တော်တို့ရဲ့ device ကဘာ device လဲဆိုတော့ကျွန်တော်တို့ရဲ့ device ကတော့ကျွန်တော်ရှာလိုက်မယ်ပေါ့နော်။ကျွန်တော်ရှာလိုက်မယ်ဆိုတော့ vivo ပေါ့နော်ကျွန်တော်ဖုန်းကတော့ဟာဟုတ်မဟုတ်လေ။ ဝီဟာအဲအော်ရတယ်မကျွန်တော်ဝီဟာတာဝီဘိုဘီနဲ့တော့ပို့နေရဟုတ်ကဲ့အဲ့တော့ကျွန်တော်ဒီမှာဗီဘိုထည့်လိုက်ပြီပေါ့နော်ပြီးရင်ဖုန်းမော်ဒယ်ပေါ့ဖုန်းမော်ဒယ်လည်းကျွန်တော်တို့ဒီမှာထည့်ပေးရမယ်ကျွန်တော်တို့ကကျွန်တော်ဖုန်းကကြတော့ဝိုင်း54လား53တောင်းလားမသိဘူးအဲဝိုင်း53ဖြစ်မှာနော်ဝိုင်း53ဒီမှာ slash os operation system က android လားပါလားပေါ့နော် android စက္ကန့်ဒါတော့อืมဖြစ်နိုင်ပါဘူးနော်ထည့်လိုက်ပါဒါတော့ပြီးဆို next step ကိုတွားမယ် next step ကိုတွားမယ်ဆိုတော့ဒီမှာ create your test password ကျွန်တော် password ကို create လုပ်ပေးရမယ်ပေါ့နော်ဒီမှာကျွန်တော်ဒီမှာ password ထည့်ထားပြီးပြီအာပို့ပြီးတော့တေချာတော့ကျွန်တော်ဒါကို copy ကူးလိုက်မယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ခဏနေကြာအဲ copy ကူးလို့မရဟာဒီမှာလဲထပ်ဒီမှာလဲဒီ password ကိုပဲထပ်ထည့်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ ကျွန်တော်တို့မှတ်ထားမှတ်မိဖို့တော့လိုပဲပေါ့နော်အဲ့တော့ခုနနေရာမှာလဲကျွန်တော်ဒီ password ကိုပဲထပ်ထည့်ကြည့်လိုက်အောင်ဟုတ်မရတော့မှတ်တော့ဒီကောင်လဲ copy ကူးလို့မရအောင်နော်ဟွန်းကျွန်တော်ပြင်းနေပြ copy ကူးချင်တာအဲ့ copy ကူးလို့မရအောင်မတတ်နိုင်ဘူးလေကိုပါကိုပဲထပ်ထည့်ရတော့ပေါ့အဲ့ဆိုအင်းဟုတ်ကဲ့ကျွန်တော်ကိုပါကိုပဲထည့်လိုက်မယ်ညာနော် โอเคကျွန်တော်ဒီမှာကိုပါကို password တွေထည့်လိုက်တယ်ထည့်လိုက်ပြီးဒီကအမှန်ချစ်လို့ရတဲ့ checkbox တုံးခုလဲကျွန်တော်အမှန်ချစ်ချစ်လိုက်ပြီးပေါ့နော်ပြီးတော့ကကြာရင် complete setup complete setup ဆိုတာကျွန်တော်တို့ပြီးွားပြီပေါ့နော်ဒီ setup setup ကိုပြီးွားပြီအဲ့တော့ okay ဒီတဲ့ကိုရောက်လာပြီဗျာကျွန်တော်တို့အဆင်ပြေွားပြီလို့ထင်တာပဲပေါ့နော်ဒီကောင်ကတော့ save ရှင်လဲရတယ်မ save ရှင်လဲရတယ်အာကျွန်တော်တတိပေးချင်တော့ဒီမျိုး browser တွေမှာ save ထားတာကမကောင်းဘူးပေါ့နော်မ save ထားပါနဲ့ no times လို့ပဲလုပ်လိုက်ပါဘာကြောင့်လဲဆိုတော့ဒီ မိတ်ဆွေတို့ရဲ့ password တွေပိုင်းရတွေကို hack ချင်တဲ့လူတွေကဒီ browser ကနေပြီးတော့တဆင့်တူအာလဲ့ဖျားပြီးတော့ဗောနော password တွေကိုရယူနိုင်တယ်ဗောဒါအသေးစိတ်ကတော့ကျွန်တော်မရှင်းပြတော့ဘူးအဲ့လိုပဲမှတ်ထားလိုက်ပါ browser မှာ save ထားတာမလုံခြုံဘူးဆိုတာပဲမှတ်ထားလိုက် Okay အဲ့ကျွန်တော်တို့ကဒီ join ဖြစ်ပြီးွားပြီဗောနော join ဖြစ်ပြီးတော့ဆိုကျွန်တော် login ဝင်ကြည့်လိုက်မယ် login ဝင်ကြည့်လိုက်မယ်ဆိုတော့ရပြီလားဗောနော်ကျွန်တော်ကျွန်တော်က crazy နဲ့ဝင်ထားတာဟုတ်တယ် ပြင် remember me ကိုနှိပ်ထား remember me ဆိုတာငါ့ကိုမှတ်ထားပါလို့ပြောလိုက်တာပေါ့နော်ပြင်ကျွန်တော်တို့ continue ကို set နှိပ်လိုက်မယ် password ထည့်ခိုင်းတယ်ကျွန်တော်ကတော့ပြင်တဲ့ဟာဆိုတော့ခုနက copy ကူတာရှိရဲအဲ့တော့ login ဝင်လိုက်ခြင်းရမလားပေါ့နော် okay ah first thing first now okay crazy crazy okay recent confirmation email ဒီမှာလည်း never ပဲနှိပ်ပါမ save ပါနဲ့ ်အန်နေရင်များပါတယ်ဒီ platform က hack တယ်မဟုတ်ဘူးဆိုရင်တော့မိတ်ဆွေတို့ရဲ့ password email တွေကို browser မှာ save ထားတဲ့အခါမှာတခြား platform တွေကနေတခြား platform တွေမှာပြန်ဝင်မိတဲ့အခါကျရင်တို့လိုကဒီဟို auto cache နဲ့ယူရတာပေါ့နော်မိတ်ဆွေရဲ့ password တွေ email တွေအဲ့လိုမျိုးယူရတာဒါကြောင့်မို့မိတ်ဆွေမတိလိုက်ပဲနဲ့ဘာ link ကိုမှမနှိပ်လိုက်ပဲနဲ့ဟာပါရတာအဲ့ဒါတွေကြောင့်ဖြစ်တတ်တာပေါ့နော်ဒါကြောင့်မို့ save မလုပ်ပါနဲ့ကျွန်တော် recent recent လုပ်မှလားဆိုတော့ okay recent လုပ်လိုက်မယ်ပေါ့နော်ကျွန်တော် โอเคကျွန်တော် email တွေကိုရောက်လာပြီဆိုလို့ရှိရင်သူကဒီမှာဒီလိုမျိုးကျွန်တော်တို့ကိုဟိုဟာလေးပို့လာလိမ့်မယ်ဗျာเนาะဒါမျိုးဒီ Utask platform ကနေပြီးတော့ကျွန်တော်တို့ email ပို့လာတာတစောင်ရှိရယ်ကျွန်တော်တို့အဲ့ဒါကိုထဲကိုဝင်လိုက်မယ်ဗျာเนาะဝင်ပြီးရင်ကျွန်တော်တို့ဒီမှာ confirm email address ကိုနှိပ်ပေးရပါမယ် ဒါ email address ကိုကျွန်တော်တို့ confirm လုပ်ပေးရပါတော့ okay ဒါဆိုလို့ရှိရင် confirm ဖြစ်သွားပြီပေါ့နော်ရပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ utest platform ကိုပြန်တွားမယ် okay ကျွန်တော်တို့ဒီလို account ဖွင့်ပြီးရပါတယ်ပေါ့နော် account ဖွင့်ပြီးရဆိုလို့ရှိရင်ဒီနေရာကိုရောက်လာမယ်ပေါ့နော်ဒီနေရာရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ backup profile ကိုကြည့်လိုက်53000ခန့်တော့မရှိရဲ့ဒါဆိုတော့ကျွန်တော်တို့ရဲ့ profile ကို100အရခိုင်နှုန်းဖြစ်အောင်ပြင်ဆင်ရမယ်ဒီမှာပြင်ဆင်ရမယ့်ဟာ1 2 3 4 5 6ခုနှစ်ခုရှိရပါတော့ ကျွန်တော် create account ဒီနှစ်ခုကတော့ကျွန်တော်တို့ BY ကျွန်တော်တို့ account ဖွင့်တယ်ပြီးရင်အာ email ကို verify တာလုပ်တယ် BY ဆိုရင်ကျွန်တော်ဒီနှစ်ခုကတော့အမှန်ချစ် BY နောက်ဆုံးနောက်တစ်ခါကကျတော့ဒီနေရာပေါ့နော် set up ပြော payment method ဆိုတာရှိရကျွန်တော် payment method ကိုနှိပ်လိုက် payment method ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်သူကဒီမှာလောလောဆယ်မှာတော့ဘာ payment မှမရှိတဲ့အတွက်ကြောင့်မို့00တွေပြနေတယ်ကျွန်တော်တို့က payment method ကိုချိန်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီကနေနှိပ် set up ကိုနှိပ်လိုက် setup ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်သူကဒီမှာအာကျွန်တော်တို့ direct ပေါ့နော် ban နဲ့ ban နဲ့ direct ချိတ်ဆက်လို့ရတယ် ban cash ရရလို့ဆိုလို့ရှိရင်မရှိဘူးဆိုလို့ရှိရင် paypay နဲ့ရတယ်မရှိဘူးဆိုရင် pionia နဲ့ချိတ်ဆက်လို့ရတယ်ကျွန်တော်တို့က paypay ကိုညွှေးတယ်ဆိုလို့ရှိရင်ဒီမှာ do you have already an paypay account ကိုရှိရဆိုလို့ရှိရင် yes မရှိဘူးဆိုရင် no no လို့နှိပ်လိုက်တယ်ဆိုရင်သူက paypay account ဖွင့်ဖို့အတွက်သူ email password ပိုင်းညာတောင်းနေမယ်ဒီမှာဒီမှာနော် paypay account create new ဒီမှာ ဒါကိုနှိပ်ပြီးတော့ကျွန်တော်တို့ PayPal account 1ဖွင့်လို့ရတယ်ဗောနော်ဒီကနေဖွင့်နေဆိုလို့ရှင်နည်းနည်းလွယ်တယ်။နောက်โอเคနောက်ခေါက်ကကျတော့ကျွန်တော်တို့ yes ကိုရေးထားတယ်ဆိုရင်ဒီမှာကျွန်တော်တို့ရဲ့ PayPal email account ထဲပြီးရင်ကျွန်တော်တို့ save ကိုနှိပ်လိုက်လို့ရှင်ရပါပြီ။ဒါဆိုလို့ရှင်ဒီဘက်မှာအာကျွန်တော်တို့ dashboard ကိုပြန်တွားလိုက်မယ်။ Okay ကျွန်တော်တို့ဒီ home ကိုပြန်ရောက်လာပြီဆိုရင်ဒီနေရာမှာကျွန်တော်တို့ခုနကပြောခဲ့တဲ့အားတွေထည့်ပြီးတော့ဆိုရင်အမှန်ချေကလေးဖြစ်သွားလိမ့်မယ်။နောက်တစ်ခုကကျတော့ community အာ content with community ကလည်းအဲ့လိုပဲနှိပ်လိုက်တယ်ဆိုလို့ရှင်ကျွန်တော်တို့ဒီမှာ community နဲ့အာချိတ်ဆက်ဖို့အတွက်ဆယ်ဟွာဖြစ်သွားလိမ့်မယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာချိတ်ဆက်ထားပြီးသားဆိုတော့ဘာမှတော့မပေါ်လာတော့ဘူးပေါ့နော် okay ပြီးရင်ကျွန်တော်တို့က home ကိုထပ်သွားမယ်တစ်ခုပြီးရင်တစ်ခုအမှန်ချစ်သွားလိမ့်မယ်နော်ပြီးဆိုရင် complete your profile ဒါကတော့ကျွန်တော်တို့ရဲ့ profile ကိုအာ set up လုပ်ရမှာပဲဖြစ်ပါတယ် ဒီမှာဒါအောင်နှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ပုံကိုတကယ်လို့ avatar ထည့်မယ်ကျွန်တော်တို့ချင်ဒီမှာဒီအောင်နှိပ်အာမဟုတ်ဘူးဆိုလို့ရှိရင် upload profile ပုံကိုထည့်မယ်ဆိုရင်ဒီကောင်နှိပ်ကျွန်တော်တို့ဒီမှာထည့်ထားပြီးသားရှိရဲ့ဒီကနေမှ choose file ကိုနှိပ်ပြီးတော့ကိုယ်ဆက်တဲ့မှာရှိရဲ့ပုံတစ်ပုံကိုရေးထည့်လိုက်ဒီမှာတော့ about me ကိုယ့်ရဲ့အကြောင်းကိုနည်းနည်းပါရေးထည့်လိုက်ဒီမှာကျွန်တော်ဒီလိုလေးရေးထားတယ်ပေါ့နော်မေးစရောလားဆိတ်ရှိလက်ရှိနဲ့တေချာလေးရေးပါတော့ဒီမှာဆိုလို့ရှိရင်ကိုနာမည်ပိုင်းဒါရီကတော့တော်တော်အော်တိုအော်တိုဖြည့်ပြီးပါတော့ဒီမေးလာဖေးမေးလာတော့ဒီမှာကိုပါကိုရွေးလိုက်ပါတော့ယောက်ျားလားမိန်းမလား နောက်ပြင်ဒီမှာ email email account လည်းမိတ်ဆွေတို့တို့ပါတို့တခါလည်းဖြည့်ပြီးတော့ရတယ်ကျွန်တော်ကတော့ copy ယူရမယ်ပေါ့နော်ဘာလို့ဆိုတော့အောက်မှာကျန်နေတယ်ဒီမှာမိတ်ဆွေတို့ဖုန်းနံပါတ်ထည့်ရမယ်နောက်ပြင်ဒီမှာ LAN နံပါတ်ထည့်ရမယ်နောက်ပြီးလို့ရှိရင်ဒီမှာမြို့နံပါတ်အာ postal code ဒါနိုင်ငံဒါထည့်ရမယ်ဒီမှာကျတော့မြန်မာလိုလည်းရတယ်ပေါ့နော် Burmese ဒီမှာထည့်လိုက်လို့ရတယ်ဒီမှာအာကိုကဒီလိုရှာလိုက်ပေါ့နော်ဒီ U အာဒီမှာ ျွန်တော်တို့နိုင်ငံပါတယ်ပေါ့နော်ကျွန်တော်တို့နိုင်ငံပါတဲ့ခါကျတော့ကျွန်တော်တို့မြန်ကျွန်တော်တို့ရဲ့ဘာသာစကားလိုမျိုးလည်းဒီမှာလာပြီးတော့ review လုပ်လို့ရတယ် English လိုမှမဟုတ်ဘူးတရုတ်လိုမှမဟုတ်ဘူးအာကလားလိုမှမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဘာသာစကားနဲ့လာပြီးတော့ review လုပ်လို့ရတယ်တို့ရတို့ရဲ့ application ကိုကျွန်တော်တို့ဘာသာစကားလိုပဲအာဒီ application ကတော့ဆော့လို့ကောင်းတယ်ဒီ application ကတော့ဆော့လို့မကောင်းဘူးဒီ application ကိုဘယ်နားမှာဘလို့လေးလို့လောက်လိုက်ရင်ပိုကောင်းမယ်ပေါ့เนาะဒါမျိုးလေးတွေတော့ပြောရရင်များ blame တာပေါ့เนาะ ဝေဖန်တာပေါ့လားတည့်မလားဝေဖန်တာဆိုတာဘလိန်တာပဲလေအဲ့လိုပေါ့အဲ့လိုမျိုးလေးဝေဖန်ပေးရတော့ပေါ့ဗျာတို့လို့အတင်းပြောပေးရပါတော့ပြီးရင်ဒီမှာမိတ်ဆိုတို့ရဲ့ဟိုဟာသူကအတီးပြုတ်ချက်ပေါ့နော် identification ဆိုတာတော့မိတ်ဆိုတို့ရဲ့မှတ်ပုံတင်ပေါ့ဒါပေမဲ့တကယ်ဒီမှာတော့မှတ်ပုံတင်ကိုဆိုလိုတာမဟုတ်ပါဘူးမိတ်ဆိုရဲ့ဒီမှာ email account ခုနကကျွန်တော်ပြောတဲ့ဟာ email account ကျွန်တော် copy ကူးလာတယ်ထည့်ပေးလိုက်ဒီမှာ Google Play အကောင့်ရှိရဆိုရင် Google Play အကောင့်ထဲမရှိဘူးဆိုရင်လည်းထည့်စရာမလိုရတဲ့ကိစ္စမရှိဘူးပြီးရင်ဒီမှာမိတ်ဆွေကိုဆက်တွေ့ရမယ် information တောင်းလိုက်မယ်ဒီမှာ Facebook ဆိုရင် Facebook link ထည့်ပေးလိုက် Facebook profile link ကိုထည့်ပေးလိုက်ဒီမှာနော်ထည့်ပေးလိုက်ရပြီကျွန်တော် save ကိုနှိပ်လိုက်ရုံပဲ Okay ဒါ save ကိုနှိပ်ပြီးတော့ဆိုကျွန်တော်တို့ home ကိုပြန်လာခဲ့လိုက် home ကိုပြန်လာခဲ့လိုက်တဲ့ဆိုလို့ချင်းအဲ့ဒီကောင်ကအမှန်ချစ်ချစ်သွားလိုက်မယ်ဒီမှာနော် ဇာဒါကတော့ကျွန်တော်ထည့်ခဲ့တာမပြည့်စုံတော့ဘူးเนาะဖုန်းနံပါတ်နေရာမှာကြံခဲ့တယ်ဖုန်းနံပါတ်မထည့်ခဲ့လို့မိတ်ဆိုတော့အပြည့်စုံထည့်အောင်เนาะပြီးဆိုရင်ဒီမှာ scam နဲ့ project ကျွန်တော်တို့ project dashboard ကိုတွားမယ်ဒီမှာဒီလိုရောက်လာပြီဆိုလို့ရှိရင်မိတ်ဆိုကြိုက်တဲ့ project တစ်ခုခုကို apply လုပ်လို့ရတယ်ဆိုတော့ဒီမှာမိတ်ဆွေရဒီစာလေးတွေကိုဖတ်ကြည့်ကိုကြိုက်တဲ့ project task လုပ်ချင်တဲ့ project ပေါ့เนาะဒါဆိုလို့ရှိရင် Samsung Galaxy ရဲ့ပိုင်ညာကိုကြွားပေါ့เนาะ ဒါတွေကတော့ဒီလိုအနေအောင်ပြရတဲ့ project တွေကတော့သူများယူရပြီးသား project တွေပေါ့တော့မိတ်ဆွေထပ်လုပ်လို့မရတော့ဒီကောင်တွေကတော့မိတ်ဆွေထပ်လုပ်လို့ရတယ်အဲ့တော့ဒီမှာ need tester တဲ့ဟာ banking account နဲ့ creation နဲ့အဲဒါမျိုးတချို့ဟာရော scam တွေဖြစ်နိုင်တာကြောင့်မလို့မိတ်ဆွေတို့နည်းနည်းပါတတိထားပါတော့ဒီမှာ banking account ဆိုရင်ဆိုချင် banking account creation ဆိုတာ test ဒါဘောနော်မိတ်ဆွေတို့သူက test လုပ်ခိုင်းမယ်ကျွန်တော်တို့ရဲ့ bank ကိုအာ account ဖွင့်ပေးပါ account ဖွင့်ပြီးတော့ send တက်ပေးပါသူကအဲ့လိုမျိုးပြောတယ်တကယ်လို့မိတ်ဆွေအဲ့မှာ bank account ဖွင့်နေဆိုရင်ငကုံမူရင်းကိုမှရှိပြီးသား bank account နေနဲ့သူကမချိတ်ဆက်မိစေနဲ့နော်ဘာကြောင့်လဲဆိုတော့ scam တွေလည်းရှိနိုင်တာဖြစ်တဲ့အတွက်ကြောင့်ဒီ platform ကိုယ်တိုင်က scam ဖြစ်ဘူးဆိုပေမဲ့ဒီ platform မှာ line up ထားတဲ့ project တွေက scam ဖြစ်နိုင်တယ်အဲ့ဒါကြောင့်မိတ်ဆွေအဲ့ဒါလေးတတိထားပါဘောနော်ဒီမှာကျွန်တော်တို့က banking account ကိုချိတ်ဆက်မယ်ဆိုလို့ရှိရင်ဒီမှာဒါလေးကိုနှိပ်လိုက် ဒါလေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်သူကဒီမှာ apply ဆိုတာလေးရှိရဗျာဒီမှာသူပေးထားတဲ့နိုင်ငံတွေပေါ့နော်ဘယ်နိုင်ငံတွေကနေချိတ်ဆက်လို့ရတယ်ဆိုတာပြထားတယ်အဲကျွန်တော်တို့ကဘယ်နိုင်ငံတွေကနေချိတ်ဆက်မှာလဲကြည့်လိုက်ကြည့်လိုက်မှကျွန်တော်တို့နဲ့အဆင်ပြေတဲ့နိုင်ငံပါတယ်ဆိုရင် apply ကိုနှိပ်လိုက် apply ကိုနှိပ်လိုက်မှဒါလျှောက်လွှာတွင်းလိုက်တော့ပေါ့နော် apply ကိုနှိပ်မှအခမ ्या project ကိုစိတ်ဝင်စားတယ်ကျွန်တော် test လုပ်ပေးမယ်ကျွန်တော် project add လို့ရတယ်ဆိုပြီး apply နှိပ်လိုက်တာဗျာတင်းမလား အဲ့လိုမျိုး project တွေလာရှာတော့ okay နောက်တစ်ခုကျွန်တော်တို့ set ပြီးတော့တွားကြရအောင်နောက်တစ်ခု set တွားကြမယ်ဆိုလို့ရှင်ဒီမှာဒီကောင်ကတော့ဒီကောင်ကကျတော့ academy ဆိုတာကျတော့မိတ်ဆွေဒီတူးရှီကနေပြီးတော့အာလက်မှတ်ယူတာပေါ့နော်လက်မှတ်ယူမိတ်ဆွေယူခြင်းလည်းရတယ်မယူခြင်းလည်းရတယ်เนาะဒါပေမဲ့ယူတာကတော့ကောင်းပါတယ်ဘာကြောင့်လဲဆိုတော့အဲ့လိုယူတယ်ဆိုလို့ရှင်တို့ရဲ့ထောက်ခံချက်ပိုရတဲ့အတွက်ကြောင့်မို့မိတ်ဆွေမှာ project တွေပို့ပြီးတော့များများဆဆရတယ် Okay ဘယ်လိုယူမလဲဆိုတော့ဒီကနေပြီးတော့ကျွန်တော်တို့ကတူလို့ရဲ့တင်ကန်းစာတွေကိုလေ့လာရမှာပြီဒီမှာ take a source ကျွန်တော်တို့တူတို့ပေးတဲ့တင်ကန်းစာတွေကိုကျွန်တော်တို့တွားပြီးတော့လေ့လာရမှာနည်းနည်းပါလေးလေ့လာချင်းဆောင်ဆောင်လိုက်ပေါ့ဗျာเนาะဗီဒီယိုလေးကြည့်ရောမိတ်ဆွေတို့လည်းပို့ပြီးတော့ဟာဘူးဒူတာ ဖြစ်သွားပေါ့ဒါဘယ်လိုအော်ဘယ်လိုလုပ်ရတာပါလားဆိုတာလေးတည်ပါမယ်အဲ့လိုလေဒီကနေမှ project ဟာလက်မှတ်ရထားတယ်ဆိုလို့ရှိရင်ဗျာ ဗီဒီယိုကြည့်ကြည့်ပြီးရင်ဒီမှာကျွန်တော်တို့ question လေးတွားဖြေရမှာเนาะ question လေးဖြေမှာဆောင်းမွေးပွဲအောင်မှဒီကလက်မှတ်ပေးရအောင်เนาะအဲ့လိုလက်မှတ်ရထားလို့ရှင်မိတ်ဆွေကပို့ပြီးတော့ chance များတယ်အခွင့်အလမ်းများတယ်ဗျအဲ့တော့မိတ်ဆွေ project များရင်များလို့တစ်လောက်ဒေါ်လာ200 300လဲရနိုင်တယ်တချို့လေဒီဟာဒီ platform ကနေပြီးတော့ဒေါ်လာ2000 3000လောက်ရှာနိုင်တဲ့လူတွေရှိရေဗောနော်ဒါတော့ English skill မှာ join နေနေ join ကျင်တာရှိရေဗောနော်ကိုကမ join ကျင်ဘူးဆိုရင်လဲကိုတကယ်လုပ်ချင်တယ်ဆိုလို့ရှင် translate မြန်မာလို translate လုပ်ပြီးတော့ ဖက်ပုံเนาะဖက်ပြီးတော့လုတ်ကြည့်ပေါ့ဒါတော့မိတ်ဆွေတို့အတွက်အခွင့်အလမ်းတစ်ခုဖြစ်နိုင်မယ်ထင်လို့ကျွန်တော်ဒီ platform ကို sharing လုပ်ပေးလိုက်တာပဲဖြစ်ပါတယ် Okay အားလုံးပဲအဆင်ပြေကြမလို့ကျွန်တော်ထင်တယ်အဓိကရေးကြည့်ရတော့ဒီ platform မှာမိတ်ဆွေရဲ့ payment ကိုမှန်မှန်ကန်ကန်ချိန်ထားပါနောက်ပြီးတော့မိတ်ဆွေရဲ့ profile ပေါ့နော်ဒီ setup your ဒီနောက်မှာ setup your profile ဆိုတဲ့နေရာမှာ profile ကိုတိတိကျကျလေးလုပ်ပါဘာကြောင့်လို့အဲ့လိုပြောရလဲဆိုတော့မိတ်ဆွေကခုနကကျွန်တော်တို့ပြောပြတဲ့ဒီ project ပေါ့နော် project ကနေပြီးတော့ဒီမှာအာဒီ project တစ်ခုကိုတွားပြီး apply လုပ်လိုက်တယ်ဆိုလို့ရှိရင်လုပ်ငန်းရှင်တွေကမိတ်ဆွေရဲ့ profile ကိုသူတို့ကအရင်ကြည့်ပါတယ်မိတ်ဆွေရဲ့ profile ကိုအရင်ကြည့်ပြီးရဲ့အခါကျမှအာဒီ profile ပိုင်ရှင်ပေါ့နော်ဒီ profile ကိုပိုင်ရှင်ကိုသူတို့ကအာအလုပ်အပ်ချင်တယ်ဆိုတဲ့အခါကျမှမိတ်ဆွေကလုပ်ရမှာဖြစ်ပါတယ်ဒါကြောင့်ဒါဒီအခါကျမှပဲအ အာမိတ်ဆွေကပတ်စံများရှာလို့ရမှာပေါ့ဗျာအဲ့တော့မိတ်ဆွေရဲ့ profile က professional စမ်းစမ်းဖြစ်နေဖို့လိုပါတယ်ဒါကြောင့်မလို့ profile setup မှာတိတ်တိတ်ချာချာလေးလုပ်ပါပေးမမတက်မမမှန်ကန်ကန်လေးဖြည့်ပါဘာကြောင့်လဲဆိုတော့အဲ့နှစ်ခုကအရေးကြီးရယ်တခြားနေရာတွေကတော့ဒုပါရာတူဟိုလုံရင်လုံရင်နဲ့အမှန်ချစ်လေးဖြစ်သွားလိမ့်မယ်တကယ်လို့မိတ်ဆွေဒီမှာ100%ဖြစ်သွားပြီဆိုလို့ရှိရင်မိတ်ဆွေ project အများကြီးရှာလို့လွယ်သွားပြီပေါ့နော်အတိတ်ကတော့ဒီ take academy source or sorry သူတို့သူတို့ရှိကနေပြီးတော့ academy ကဒီ limit ကလေးရထားဖို့ပေါ့နော် limit ကလေးရထားဆိုရင်ပို့ပြီးတော့ comment များတော့ဗောဗျာဒါကြောင့်မို့မိတ်ဆွေတို့တွားပြီးလေ့လာကြည့်ပါတကယ်လို့မိတ်ဆွေကို project add ထားတာရှိရဆိုရင်ဒီနေရာမှာ project ဆိုတဲ့နေရာမှာအခုကျွန်တော်မရှိသေးတဲ့အတွက်ကြောင့်မို့0ဖြစ်နေရတကယ်လို့ project add ထားရှိရဆိုရင်ဒီနေရာမှာ1လို့2လို့ပေါ်နေလိမ့်မယ်မိတ်ဆွေမှာ project ဘယ်လောက်ရှိလဲဆိုတာเนาะ community ကို join ချင်တယ်ဆိုရင်ဒီကနေ join ပါဒီကနေပြီးတော့ community page ကို join ဒီမှာတို့တို့ရဲ့ community ရှိရယ်တို့ဘယ်လိုလောက်ကြရလဲဆိုတာတွေရှိရယ်ဗောနော်မိတ်ဆွေဒီမှာတီးချင်တာရှိရင် comment နဲ့မေးကြည့်လို့ရတယ်သူများတင်ထားတဲ့ post တွေကို like ဖက်ပြီးတော့မိတ်ဆွေဗုဒ္ဓတယူလို့ရတယ်အားလုံးပဲအဆင်ပြေကြမလို့ကျွန်တော်ထင်တယ်ဒီ platform ကတော့အာကျွန်တော်တို့လုံငပြင်းတွေအတွက်တော့မဟုတ်ပါဘူးကျွန်တော်တို့ဘယ်နေရာကပဲဖြစ်ဖြစ်ပတ်စံရအောင်ရှာမယ်ဗောနော် အားရတဲ့ချိန်လေးတွေမှာပတ်စံရှာခြင်းနဲ့ဆိုရဲလူတွေအတွက်ပဲဖြစ်ပါတယ်တကယ်လုံးဝတကယ်ရတာပါ like subscribe လုပ်ခဲ့ပါမမေ့နဲ့နော်